ဟိုမျက်စုကိုဂိမ်းဆော့လို့ရှိရင်ပေါ့နော်အမြဲတမ်းလက်ရှင်လို့ရှိရင်လည်းခဏခဏလာမီးရဲ့ဒီပွဲထဲမှာဆော့တယ်ဆော့ပြီးတော့ပြန်ထွက်လာတဲ့ခါကျလို့ရှိရင်ဒီလိုမျိုး lobby ကိုမရောက်ဖင်းနဲ့ဒီ hub ထဲကိုပေါ့နော်သူ့လူလူရောက်ရောက်သွားတယ်အဲ့ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာဒီကိုမျက်စုမှာပြပြပေးမှာပေါ့နော်ဆိုတော့မျက်စုတို့ပုံမှန်တိုင်းဒီလိုမျိုး hub ထဲရောက်သွားတယ်ဆိုလို့ရှိရင်တော့ဒီမြားလေးနဲ့ပြန်ထွက်ခဲ့ပေါ့နော်အဲ့ဒါကတော့တော်တော်များများတည်တယ်ဆိုတော့အမြဲတမ်းဂိမ်းဆော့ပြီးတိုင်းဒီ lobby ကိုမရောက်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်ကကျတော့မျက်စုတို့ဒီမှာ setting ရှိတယ်ပေါ့နော် setting ကိုသွားလိုက်ပါ privacy and social ဆိုတာလေးရှိရဲ့အဲ့ဒါလေးတွားလိုက်ပါပေါ့နော်ဒီမျက်စုနဲ့꿰ရင်လေ privacy and social ဆိုတာလေးနှိပ်လိုက်ပါနှိပ်ပွားရင်လေဒီထိပ်မှာ hub social ဆိုပြီးတော့မှရှိတယ်အဲ့ hub social မှာကိုကဟိုပွဲရနေပြင်ပြင်းပြီးရောက်ဟိုထွက်လာတဲ့ခါကြာလို့ရှိရင် lobby ကိုပဲရောက်ရှင်နေဆိုဒီမှာ lobby လို့ယူထားပေါ့နော်မဟုတ်ဘဲနဲ့ဒီမှာ hub ဖြစ်နေရဆိုရင် तू ကကြတော့အမြဲတမ်းကိုကပွဲမစခင်မဲ့ဖြစ်ဖြစ်ပွဲတွေကထွက်လာရင်မဲ့ဖြစ်ဖြစ်ဒီ hub ကိုပဲတော်တော်ပြီးတော့ရောက်နေမှာပေါ့နော်အဲ့တော့ဒီနေရာလေးမှာ ရော်ဘီလေးကိုပြထားလို့ရှိရင် hub tail ကိုမရောက်တော့အဆိုဘလူးဘဲနေနေမရောက်တော့ဘူးကိုဒီ helicopter ပုံလေးကိုနှိမ့်လိုက်မှပဲဖြစ်ဖြစ်အပေါ်ကိုရောက်တော့တယ်ပေါ့နော်ဆိုတော့အဆင်ပြေကြမယ်လို့ပြောလိုက်ပါတယ်အလုံးမဲ့ UCD Diamond နဲ့ဝယ်ယူခြင်းနဲ့ဆိုရင်တော့မြစုရဲ့ဒီဘက်ကမြစု gaming shop facebook page နဲ့ telegram မှာလာရောက်ပြီးတော့ဝယ်ယူအပိတ်နိုင်ပါတယ်ရှင့်အလုံးကိုကျေးဇူးများကြီးတင်ပါတယ်တတား